အလုံးပိုင်းမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့စတင်မလာ26ရက်မှာရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာကတင်ဆက်ပေးပါရုံနဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေထဲအဓိကလမ်းမကြီးဖြစ်တဲ့ညဝေအာရှလမ်းမပြန်ပွင့်တော့မယ်ဆိုတဲ့သတင်းစစ်တဲ့အတွက်မြောက်ကိုရီးယားစီကလက်နက်ဝေပေးတဲ့ကုမ္ပဏီနဲ့ပွဲစားတွေကိုအမေရိကန်တန်ခတ်လိုက်တဲ့အကြောင်းစစ်မြေပြင်ကလူလိုအပ်ချက်ပေါ်မူတည်ပြီးကစားခံနေရတဲ့စစ်မှုန်ထမ်းတင်နန်းတွေ လေကူမှာအုပ်ချုပ်မှုနဲ့လူမိုင်းအဖွဲ့တို့စုဝေးနေခြင်းမိုင်းခွေလိုက်လို့ထိခိုက်သူတွေရှိတဲ့တွင်ရွာငန်ကားစစ်ဘေးရှောင်စခန်းတောင်ပြိုလို့အမျိုးသမီးရွယ်အပါအဝင်စီဦးတည်ဆုံးတဲ့အကြောင်းအစ်ဆွေစစ်တဲ့အတွက်ဝန်ဆောင်မှုတွေကိုရက်ဆိုင်လိုက်တဲ့ Microsoft အဲ့လို တနစ်တာထူးခြားဆုံးဖြစ်ခဲ့တဲ့ပြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီနေ့အတွက်ပထမဦးဆုံးသတင်းကတော့အတိကလမ်းမကြီးဖြစ်တဲ့မြောက်ရီအာရှလမ်းမပြန်ဖွင့်တော့မယ်ဆိုတဲ့သတင်းနဲ့စတင်လိုက်ရှင်ပါတယ်။စစ်ရေးနိုင်ငံရေးစီးပွားရေးအရာအလုံးမဟာဗျူဟာကြတဲ့ Grand Prix မြောက်ရီအာရှလမ်းမကြီးကိုပြန်လည်ဖွင့်လှစ်တော့မယ်လို့သတင်းရရှိပါတယ်။ထိုင်းနိုင်ငံမှာကွန်တွေးလမ်းမကြီးတစ်ခုဖြစ်တဲ့မြောက်ရီ Cochrane အာရှလမ်းပိုင်းကိုစစ်တကပြန်လည်ဖွင့်လှစ်ဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ဒီကြောင်သိရှိထားသူ Trust ထိပ်ကသိရပါတယ်။ စတေမာလာဆန်ပိုင်းအတွင်းစစ်ကော်မရှင်တပ်ကအဲ့ဒီလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးတဲ့နောက်ပြည်စီနယ်နေရာကိုပြင်ဆင်နေသလိုဘယ်လီတရားထိုးရမျိုးတွေလည်းပြုလုပ်နေရလို့ကွန်သွေးလှုပ်ဆောင်နေသူတွေနဲ့ဒေသခံတွေစီကသိရပါတယ်။မြောက်ရီအာရှလန်ကိုအခုစတေမာလာတဲ့မဟုတ်ရင်လာမယ့်အော်တိုဘာလဆန်ပိုင်းအတွင်းပြန်ဖွင့်ဖွယ်ရှိပြီးကနအုပ်အနေနဲ့အင်ဂျီကာနဲ့6ဘိန်းကားတွေဖြတ်တန်းခွင့်ပေးနိုင်တယ်လို့သိရပါတယ်။ ရုပ်ောက်ပွဲမတိုင်ခင်အလုံးထိမ့်ချုံနိုင်တယ်ဆိုတာကိုတက်တယ်ပြနိုင်ဖို့လုံနေစတဲ့စစ်စင်ရေးပဲထဲကတခုဖြစ်တယ်လို့လည်းသုံးသပ်ပြောဆိုကြပါတယ်2024ခုနှစ်ဧပြီလကစတင်ပြီးကရင်မျိုးသားလွတ်မြောက်ရေးတက်မတော်ခန္ဓာလေနဲ့ပူပေါင်းတက်တွေကသင်္ကန်းကြီးတော်ဗျူဟာနဲ့တက်ရင်တွေကိုတင်ပိုက်ပြဲနောက်အခြားလမ်းမကြီးကိုထိမ့်ချုံထားခဲ့ရပါအဲ့ဒီနောက်တစ်နှစ်ကျော်အကြာဒီနေ့2025ခုနှစ်ဇူလိုင်လကစတင်ပြီးစတဲ့ဘက်ကဂျုံတို့ကော့ကရိတ်လမ်းပန်းကိုပြန်လည်ရယူနိုင်ခဲ့ပြဲနောက် တန်ငန်းကြီးအောင်ဘျော်ဟန်နဲ့အာရှလန်ပိုင်းကိုလည်းကန်နယ်လီဘက်ကထပ်မံလွတ်လွတ်ခဲ့ရပါတယ်ဒီလိုအာရှလန်ပြန်လည်ဖွင့်လှစ်ပေးဖို့စစ်တကပြင်ဆင်နေပေမဲ့တွန်းကုန်35မြို့ကိုစစ်ကော်မရှင်ဘက်ကပိတ်ပင်ထားသလိုဒီလိုအာရှလန်ပြန်လည်ဖွင့်လှစ်ပေးဖို့စစ်တကပြင်ဆင်နေပေမဲ့တွန်းကုန်35မြို့ကိုစစ်ကော်မရှင်ဘက်ကပိတ်ပင်ထားသလိုကြံကုန်စည်ကိုလည်းအလွန်တင်းကျပ်ထားပါတယ်ဒါပေမဲ့အာရှလန်ပြန်ဖွင့်နေဆိုရင် ပြည်တွင်းကုန်စင်တို့ကိုလက်ရှိအခြေအနေအရအနည်းငယ်သာတည်ရမှုရှိနိုင်တယ်လို့ကုန်တယ်ကဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးမှာကတော့စစ်တပ်အတွက်မြောက်ကိုရီးယားစီကလက်နက်ဖွေပေးတဲ့ကွန်ပဏီနဲ့ပွဲစားတွေကိုအမေရိကန်ဒက်ခန်လိုက်ပြန်ပါတယ်။ဥရောပနိုင်ငံကြီးတွေဒန်ခတ်ပိတ်ဆို့ထားသူတွေဖြစ်တဲ့ Royal Shanley ကုမ္ပဏီနဲ့အမှုဆောင်၃ဦးကိုအမေရိကန်ပြည်ထောင်စုကထပ်မံဒန်ခတ်လိုက်ပါတယ်။အဲ့ဒီကုမ္ပဏီနဲ့လက်နက်ပွဲစားတွေဖြစ်တဲ့ကျော်သူမျိုးမြင့်တင်မျိုးအောင် အောင်ကိုကိုဦးတို့ကိုမြောက်ကိုရီးယားစီကဆီလင်နာပစ္စည်းဝေယူပေးမှုနဲ့အမေရိကန်ဘန်ဒါရေးဝန်ကြီးဌာနအောက်ကနိုင်ငံရေးပိုင်ဆိုင်မှုထိန်းချုပ်ရေးရှုံး OFAC ကအရေးယူပိတ်ဆို့လိုက်တာကိုစတေမလာ25ရက်မနေ့ကထုတ်ပြန်ကြေညာခဲ့တာပါကိုရီးယားတပ်တူတွင်ဖွံ့ဖြိုးတိုးတက်ရေးကုန်သွယ်မှုကော်ပိုရေးရှင်း KOMND ကင်းထောက်စုံစမ်းရေးအထွေထွေဘယူရို RGB လိုမြောက်ကိုရီးယားအစိုးရအေဂျင်စီတွေရဲ့ပြပကိုယ်စားလှယ်တွေကိုအဓိကပြစ်မှတ်ထားအရေးယူခဲ့တာပါ မြောက်ကိုရီးယားဆိုရရဲ့တရားမဝင် WMD နဲ့ပိတ်ထိန်တုံးကျအစီအစဉ်တွေကိုဘန်နံဝဲထောက်ပံ့ရေးမှာတိကျကြသူတွေဖြစ်တယ်လို့အမေရိကန်ဘက်ကဆိုပါတယ်။ဒါကြောင့်မြန်မာစစ်တပ်အတွက်လက်နက်ဝေယူပေးမှုတွေမှာအတိအကျခဲ့တဲ့လက်နက်ပွဲစားတွေနဲ့အတူဒီချင်းမြို့မှာရှိရဲ့ဒုတိယ KOMID ကိုစလဲဖြစ်သူကံယုံကျူလန်တန်ခတ်သူတွေထဲပါဝင်လာတာဖြစ်ပါတယ်။ Royal Shell Company ဟာ KOMID နဲ့ချိတ်ဆက်ပြီးစစ်တပ်အတွက်လက်နက်ဝေယူဖို့ 2022ခုနှစ်မှာကြားခတ်အကျိုးဆောင်ပေးခဲ့ပြီး2023ခုနှစ်နောက်ပိုင်းမှာလည်းလန်နထက်မှန်ဝေယူပေးဖို့လှုပ်ဆောင်ပေးခဲ့လို့ဆိုပါတယ်။သူတို့ဟာတရုတ်နိုင်ငံဘီဂျင်းမြို့မှာလန်နပစ္စည်းချောင်းဝယ်ရေးကိုယ်စားလှယ်ရုံးဖွင့်လှစ်ထားတဲ့ကန်ယုံကျူနဲ့ Relation Lake Company အမှုဆောင်တွေတွဲဆောင်ခဲ့ကြပြီးမြန်မာလေတပ်အတွက်လေကြောင်းသုံးဘုံးတွေစောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းတွေနဲ့ဆီလင်းနက်တွေဝေယူဖို့ညှိနှိုင်းခဲ့တယ်လို့အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်တွင်းသတင်းတွေကိုထပ်မံတင်ဆက်ပေးပါဦးမယ်။ စစ်မှုန်ထမ်းတင်တန်းတွေကိုစစ်မြေပြင်ကလူလိုအပ်ချက်ပေါ်မူတည်ပြီးစစ်ကော်မရှင်ကလိုသလိုကစားနေတဲ့အကြောင်းပြောပြပေးပါမယ်။အာရမဆုဆောင်ထားတဲ့စစ်ကော်မရှင်စစ်မှုန်ထမ်းတင်တန်းတွေရဲ့တင်တန်းပေးကာလကိုစစ်မြေပြင်ကလူလိုအပ်ချက်ပေါ်မူတည်ပြီးအတိုးချောပြုလုပ်နေရလို့စစ်ရေးလေလာသူတွေစီကနေသိရပါတယ်။ပုံမှန်စစ်နှစ်ပတ်သတ်မှတ်ထားတဲ့စစ်တင်တန်းတွေကိုလူအင်အားလိုအပ်ချက်ပေါ်ချေခံပြီးတင်တန်းကာလကိုအတိုးချောပြုလုပ်နေရလို့ မြန်မာစစ်ပိုက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးဖွဲ့ MDSI ရဲ့စစ်ပတ်သုတေသနတာဝန်ခံစီဂျန်ဘုံမိုးနောင်ရောကပြောပါတယ်အပတ်စံစစ်လဲဆို73ပတ်ကြာတင်တန်းပေးပါတယ်လိုအပ်ရင်9ပတ်နဲ့တင်တန်းဆင်းပြီးရှစ်တန်းပို့တာရှိပါတယ်လို့သူက MP ကိုပြောပါတယ်တင်တန်းကာလ3လဟာရေဖို့လိုအပ်ချိန်မှာအခြေခံသာတင်ပေးနိုင်တဲ့အချိန်ကာလဖြစ်ပြီးစနစ်တကျအပိုင်းလိုက်ဆိုပါက6လလောက်အချိန်လိုအပ်တယ်လို့ဆိုပါတယ် အာနာသိစစ်တပ်ဟာစစ်မှုန်ထမ်းတင်တဲ့အစောပိုင်းကာလတွေမှာတင်တဲ့စစ်နံနဲ့ရှေ့တန်အမြဲဆုံးပို့ခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့တပ်ဆိုင်ရာစုရဲတပ်တွေမှာမွန်းမှန်နှစ်ပတ်လောက်ပေးပြီးမှအစ်မြေပြင်ကိုဆက်ပို့နေရလို့စီရန်ဘုံမုံနောင်ရိုးကပြောပါတယ်အခုနောက်ပိုင်းရှေ့တန်စစ်ကြောင်းတွေမှာစစ်မှုန်ထမ်းတပ်သားတွေအများဆုံးဖြစ်လာတဲ့အတူတည်ဆုံးသူအများစုဟာလည်းစစ်မှုန်ထမ်းတပ်သားတက်တွေတာဖြစ်လာပြီးပါစလို့ခေါ်တဲ့ပြည်သူစစ်မှုန်ထမ်းတပ်သားတွေဟာရှေ့တန်မှာလူသားဒိုင်းတပွဲအုံချခံနေရတယ်လို့သိရပါတယ် စစ်ကောင်မရှင်ကလာစဉ်လူဝင်9000လောက်ကိုအာမဖန်စီစုဆောင်လေ့ကျင့်ပြီးစစ်မှုထမ်းတပ်သားအဖြစ်ရှစ်လန်စစ်မြေပြင်စီပို့ဆောင်နေပြီးအလင်းဝင်နဲ့ထွက်ပြေးလွတ်မြောက်လာတဲ့စစ်မှုထမ်းအကြီးအတက်ကရာခိုင်နှုန်းအနည်းငယ်ပဲရှိသေးတယ်လို့ MDSN ကထုတ်ပြန်ထားပါတယ်။စစ်မှုထမ်းတင်တဲ့စင်းအပတ်စဉ်စစ်ကွန်ကိုစတင်မလာ16ရက်မှာနိုင်ငံတော်မှရှယ်စစ်ကော်မရှင်စစ်တင်တဲ့အကြောင်းတွေမှာဖွင့်လှစ်ခဲ့ပြီးအပတ်စဉ်စစ်လေကိုအခုလဒုတိယပတ်အတွင်းဆင်းခဲ့ပြီဖြစ်ပါတယ်။ ဆက်လက်ပြီးလှေကူးမှာအုပ်ချုပ်မှုနဲ့လူမိုက်ဖွဲ့ကိုစုဝဲနေခြင်းမိုင်းခွဲလိုက်လို့ထိခိုက်သူတွေရှိတဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ရန်ကုန်တိုင်းလှေကူးမြို့အုံနေကုန်းရက်ကွက်အုပ်ချုပ်မှုရှုံးကိုပြင်းအားမြင့်မိုင်းနှလုံးနဲ့စတင်မာလာ25ရက်မနေ့ညအူပိုင်းမှာဖောက်ခွဲတိုက်ခိုက်ခဲ့လို့ရန်ကုန်အမေအဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့နဲ့လူငယ်တွေကိုပေါ်တော်ဆွဲဖမ်းဆီးပြီးစစ်မုံထံအတွက်ရောင်းစားကလူကုန်ကူးမှုတွေမှာဥဆောင်လောက်ကင်နေကြတဲ့အုပ်ချုပ်မှုနဲ့လူမိုက်အဖွဲ့ရှင်နေခြင်း ်ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်လေးဦးထက်မနည်းဒဏ်ရာရတယ်လို့ဆိုပါတယ်။ဂျုံထဲမှာ9ယောက်10ယောက်ရှိရခွေးတွေတော့မရှိတော့ဘူး။ပြူတွေအုတ်ကြီးနောက်လိုက်တွေရှိရအထင်အထင်ဝင်ထောင်ပြီးခွဲရပါ။ခံမှန်ထိခိုက်မှုကအနည်းဆုံး၄ယောက်၅ယောက်လောက်ထိခိုက်နိုင်ပါတယ်။အတိအကျတော့မသိရသေးဘူးလို့ရန်ကုန်အာမင်အဖွဲ့ကတာဝန်ရှိသူတူက MP ကိုပြောပါတယ်။ဒီလိုတိုက်ခိုက်ပြန်တော့လူနာတင်ကားရင်းနဲ့ဒဏ်ရာရသူတွေကိုလာတည်သွားတယ်လို့သိရပါတယ်။ စေအိုစုနဲ့ပတ်သက်တဲ့ပြင်းမဲ့တင်တဲ့တရားမဝင်ရွေးကောက်ပွဲဆန်ရပါဝင်ဆောင်ရွက်နေကြသူတွေကိုအပြင်းထန်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ပြည်သူ့အနေနဲ့စေအိုစုနဲ့နီးစပ်တဲ့နေရာတွေမှာမနေကြဖို့ရန်ကုန်အာမေကသတိပေးထားပါသေးတယ်။စတေမာလာ၂၁ရက်ည၇နာရီမိနစ်40ခန်းကလည်းလှိုင်းတန်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့ရွေးကောက်ပွဲ ကော်မရှင်ရုံးဆောင်စစ်သားတွေကို Broker System BS အဖွဲ့ကလက်ပစ်ပုံးမှိုင်းတွေနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။ဒါအပြင်ပြည်ကစတေမာလာ၁၆ရက်မနေ့အစောပိုင်းမှာလည်း ရန်ကုန်မြို့တော်ခမ်းမမှာရှယ်ယာဆေးဥစုဝင်နေတဲ့လက်အောက်ခံတွေကိုလည်းဖောက်ခွဲတိုက်ခိုက်ခဲ့လို့ Freelance Attack Force ကထုတ်ပြန်ထားပါတယ်။ပြည်တွင်းထဲကနောက်ဆုံးပြောပြခြင်းတဲ့သတင်းကတော့ရွာငန်ကစစ်ပေးရှောင်းစခန်းတောင်ပြိုလို့အမျိုးသမီးတွေအပါအဝင်ဆေးဥသေဆုံးရတာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းရွာငန်မြို့နယ်မှာတောင်ပြိုကြမှုကြောင့်အမျိုးသမီး9ဦးအပါအဝင်စစ်ပေးရှောင်းပြည်သူဆေးဥသေဆုံးခဲ့လို့သတင်းရရှိပါတယ်။စတီမာလာ24ရက်ကရွာငန်မြို့နယ် ကြောက်တော်နဲ့ညောင်မင်းသားချော်ကစစ်ပေးဆောင်တွေကိုလိုနီရဲ့စစ်ဆောင်စခန်းမှာဖြစ်ပေါ်ခဲ့တဲ့တောင်ပြိုကျမှုကြောင့်တည်ဆုံရသူတွေအထက်ကရုပ်အလောင်းတလောင်းသာရှာဖွေတွေ့ရှိခဲ့လို့ Denon State National Defense Army ကဒီနေ့မှာသတင်းထုတ်ပြန်လာတာပါစခန်းတစ်ခုလုံးပတ်သွားတာပါဖြစ်စဉ်အနေနဲ့ထိုင်တာတော့သူတို့တွေပဲရှိပါတယ်ရှာဖွေမှုတော့မဖြစ်နိုင်တော့လို့ရက်လိုက်ပါပြီလို့အဲ့ဒီအဖွဲ့ကပြန်ကြားရေးတာဝန်ခံကြားပြန်က MP ကိုပြောပါတယ်တည်ဆုံသူတွေထဲကြောက်တော်ရွာက တနည်းကွယ်မင်းကလေးနဲ့ခုနှစ်နှစ်ဆယ်နှစ်အရွယ်ယောက်ျားလေးတွေလည်းပါဝင်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်လအတွင်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုလေကြောင်းတပ်ခတ်မှုနဲ့စစ်ကြောင်းထုံးမှုတွေကြောင့်ကြောက်တော်နဲ့ညောင်ပင်သားရွာကပြည်သူ800ကျော်ဘေးလွတ်ရာထွက်ပြေးတိမ်းချောင်းနေကြရတယ်လို့သိရပါတယ်။အဲ့ဒီကစစ်ချောင်းတွေဟာစစ်ဘဲအပြင်မြေပြုံမှုဘေးပါခံစားနေရပြီးစားနေရိတ်ခါတွေလည်းလိုအပ်နေတယ်လို့သိရပါတယ်။ဩဂတ်လ16ရက်ကညောင်ပင်သားနဲ့ ကြောက်တော်ရွာကိုဂျက်ဖိုက်တာတစင်းရဟရင်နှစင်းလုံးနဲ့ဘုံဒီ၃လုံးဩဂတ်စ်လ19ရက်ကနေ22ရက်နေ့အထိလက်နက်ကြီးအလုံး40ဩဂတ်စ်လ21ရက်ကရဟရင်နှစင်းနဲ့ဘုံဒီ၃လုံးစစ်တကကြေချတိုက်ခိုက်ခဲ့ပါတယ်။တပံဩဂတ်စ်လ25ရက်မှာကြောက်တော်ရွာကနေ35လုံးစတေမာလာ14ရက်နဲ့15ရက်တို့မှာနေ23လုံးနဲ့စပကြီတို့ကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့လို့ဒေတာတော်လင်းတပ်ဖွဲ့တွေအစည်းအဝေးနဲ့သိရပါဗျ။ နောက်ဆုံးပြပသတင်းအနေနဲ့ X-ray စစ်တပ်အတွက်ဝန်ဆောင်မှုတွေကိုရက်ဆိုင်လိုက်တဲ့ Microsoft အကြောင်းပြောပြရင်ဒီနေ့အတွက်ကျွန်တော်တို့ရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲအဆုံးသတ်လိုက်ပြစေခင်ဗျာ Israel ကပါလက်စတိုင်းတွေကိုစောင့်ကြည့်ရမှာ cloud computing နည်းပညာကိုသုံးနေတဲ့အကြောင်းစစ်ဆေးတွေ့ရှိပြီးတဲ့နောက် Microsoft က Israel စစ်တပ်အတွက်ဝန်ဆောင်မှုချက်ကိုရပ်ဆိုင်လိုက်ပါတယ်။ကုမ္ပဏီရဲ့ blog မှာတင်ထားတဲ့ထုတ်ပြန်ချက်တစ်ခုမှာ Microsoft ဥက္ကဋ္ဌ Brad Smith က အရှွဲကကွေးဝင်ကြီးဌာနထဲကတပ်ဖွဲ့တစ်ခုကိုဝန်ဆောင်မှုတစ်ချို့ပေးတာကိုရက်ဆိုင်ပြီးပိတ်ပင်လိုက်ပြီလို့ပြောထားပါတယ်။ဒဂါရီယန်သတင်းဌာနနဲ့အရှွဲရဲ့မဂ္ဂဇင်းတစ်ဆောင်တို့ကဩဂတ်စ်လအစောပိုင်းအတွင်းစုံစမ်းမှုတွေပြုလုပ်အပြီးမှာ Microsoft ကအခုလိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အရှွဲရဲ့စစ်ပဆိုင်ရာထောက်လှမ်းရေးတပ်ဖွဲ့ကဂါဇာနဲ့တိုက်ပိုက်ထားတဲ့အနောက်ဘက်ကမ်းကပါလက်စတိုင်းတွေရဲ့ဖုန်းကော်စုံမှုတန်းနဲ့ရှိကိုတင်ထားဖို့ Microsoft Azure ကိုအသုံးပြုခဲ့လို့စုံစမ်းမှုမှာဖော်ပြထားပါတယ်။ Microsoft က August 15ရက်နေ့မှာဆွဆွေချက်တွေကိုပြန်လည်စစ်ဆေးရာစတင်ခဲ့ရလို့ကြေညာခဲ့ပါတယ်။အကြမ်းသားတွေကိုအစုလိုက်ပြုံလိုက်စောင့်ကြည့်ဖို့အထောက်အကူပြုမဲ့နေပညာကိုပေးလည်းမရှိပါဘူး။ဒီမှုကိုကမ္ဘာတဝန်းလုံးကနိုင်ငံတိုင်းမှာကျင့်သုံးပါတယ်။ပြန်လည်သုံးသပ်မှုမှာတင်ကြတဲ့အကြောင်းအရာတွေကိုဝင်ကြည့်ရမျိုးမလုပ်ခဲ့ပန်လုပ်ငန်းမှတ်တမ်းတွေငွေကြေးရှင်းလန်းတွေပြည်တွင်းစာရေးစာတွင်းတွေနဲ့တခြားမှတ်တမ်းတွေကိုအဓိကထပ်ပြီးကြည့်ခဲ့လို့ Brassmark ကပြောပါတယ်။ စုံစမ်းစစ်ဆင်မှုနယ်အတွင်းကုမ္ပဏီကသတင်းဌာနတွေရဲ့စုံစမ်းစစ်ဆင်ချက်တွေဟာမှန်ကန်တဲ့အကြောင်းတွေ့ရှိခဲ့လို့ဆိုပါတယ် Microsoft က Azure ကကွယ်ရေးဝန်ကြီးဌာနရဲ့တေချာစီးရင်သွင်းမှုတွေနဲ့သူရဲ့ဝန်ဆောင်မှုတွေအထူးသဖြင့် Cloud Store နဲ့ AI ဝန်ဆောင်မှုတွေနည်းပညာတွေကိုတုံ့ဆွဲရကိုရက်ဆိုင်ပြီးပိတ်ပင်မယ်လို့ဆုံးဖြတ်တဲ့အကြောင်း Azure ကိုအသိပေးခဲ့ပါတယ် Azure လုံခြုံရေးအရာရှိတအူးကတော့ Microsoft ကအလုပ်လုပ်လို့အကြောင်း Azure ကကွယ်ရေးတပ်ဖွဲ့ IDF ရဲ့ လုပ်ငန်းဆောင်တာစွန့်ရည်ကိုထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။ MPA ရဲ့တနည်းတာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ။ MPA ရဲ့တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွဝင်ရောက်မှတ်ချက်ပြုသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ဖြာကျမ်းမာချမ်းသာပြီးဘဝအမောတွေလည်းပြေကြပါစေခင်ဗျာ။